ကဲအားလုံးမင်္ဂလာပါလို့ဒီကောင်းလေးတော့16ချိန်မှာ6ခါတိုင်း9နောက်ပိတ်ပေါ့နော်18ချိန်မှာ3နောက်ပိတ်14ချိန်မှာဒါ6ခါပေါ့လေဆောင်းပေါင်းချင်းခွန်ပေါ့နော်24ချိန်မှာ10နောက်ပိတ်ပေါ့နော်အဲသူ့ရဲ့နောက်တစ်နှစ်မှာ3ည9မူဇနန်ထွက်တယ်ပေါ့ဗျာအဲ3ခွန်နဲ့ပတ်လည်မူဇနန်ထွက်တယ်ပေါ့နော်ခွန်နဲ့ချပေါ့နော်သူကနေပြီးတော့ဒီမှာ16ချိန်မှာ6ခါတိုင်း9နောက်ပိတ်ပေါ့နော်14ချိန်မှာ6ခါ သူ့သောင်းမှာ၅ခါ၃ခါနဲ့ဆောင်းခွန်ပေါ့နော်အဲပြီးတော့၂၄ချိန်မှာ၈တော့ပဲပေါ့နော်၃ရက်9နဲ့မွေးကနန်းထွက်တယ်ပေါ့နော်၃ရက်9မွေးကနန်းထွက်တယ်ပေါ့သူကနေပြီးတော့ကျွန်တော်တို့ဒါ9နဲ့ချပဲ၆ချိန်မှာ၉ခါတိုင်း9တော့ပဲပေါ့နော်၃တော့ပဲ၁၄ချိန်မှာ၉ခါဆောင်းခွန်ပဲပေါ့နော်၂၀နဲ့၄ချိန်မှာ၈ပိတ်ပေါ့အဲ့လိုလေးပိတ်ပြီးတော့ဘာလုပ်လို့လဲဆိုတော့ အဲကျွန်တော်တို့ရောက်ကတ်ထီသွားမယ်ဆိုရင်ပေါ့နော်ရောက်ကတ်ထီသွားမယ်ဆိုရင်ဒီ3ည9နှစ်ရဲ့ဆောင်းကဒီ335ဆိုတဲ့ခဏကအဲတနည်းနှစ်နှစ်3နှစ်3နှစ်4နှစ်မြောက်မှာ သူလိုက်ထွက်တယ်ပေါ့နော်533ဒီ3ည9ရဲ့ဆောင်းကဒီ35လေးကလည်းတနည်းနှစ်နှစ်3နှစ်4နှစ်4နှစ်မြောက်မှာကျွန်တော်တို့ဒီနှစ်3နှစ်မြောက်မှာလိုက်ထွက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီဘက်မြန်မှာ3.9မြို့ကနန်းပေါ့နော်ဒီမှာအဲ3.9မြို့ကနန်းပေါ့ ိုက်ထွက်သုံးညခုနှစ်ရက်ဆောင်ကဒီ၈၆ကွန်ကတနေ့နေ့နေ့သုံးနေ့လေးနေ့မြောက်မှာလိုက်ထွက်ဆိုပြီးကျွန်တော်လိုင်းပေါ်မှာပြခဲ့ဘူးလေပေါ့နော်အိုက်ထွက်သွားတင်တဲ့ message ကဒီသုံးနှစ်ခွန်ကဒီကောင်ကတော့ကျွန်တော်ကအဲသူ့ရဲ့မြင်းကုံမှာထွက်တဲ့ဒီလေးဘိတ်နဲ့ကနန်းကဒီလေးဘိတ်ကြောင့်ပေါ့နော်သူ့ရဲ့ဘေးနဲ့ကကနန်းကိုလေးထိတ်နဲ့ကနန်းကိုဒီမှာအကွက်ရွှေ့ရွှေ့ခဲ့တယ်ပေါ့နော်အဲ့တော့ ဒီ၃နှစ်ခွန်ကနေပြီးတော့ထောက်တဲ့ကဏ္ဍကသူ့ရဲ့အောက်တပင်ကျော်ကဒီ core break ပေါ့နော်ဒီခွန်ရှင်လေးဆိုတဲ့ကဏ္ဍကလည်းကျွန်တော်တို့သွားနေတနည်းနည်း၃နှစ်၄နှစ်၅နှစ်မြောက်မှာလိုက်ထွက်တာတာရှိတယ်ပေါ့နော်အဲဒါမျိုးလေးပေါ့ဟုတ်ပြီနော်အဲဒီမှာဆိုလဲကျွန်တော်တို့ကဒါ၃၃ရက်ခွန်ရဲ့ဆောင်က၃ရက်၄ရက်တနည်းနည်း၃နှစ်၄နှစ်မြောက်မှာ လိုက်ထွက်ထားခဲ့တယ်ပေါ့နော်အဲ့တော့3ခွန်းနှစ်ကနေပြီးတော့ထုတ်တဲ့ကဏ္ဍကလည်းသူ့ရဲ့အောက်တပင်ကြောင်မှာ၄ဘိတ်ကြောင့်သူ့ရဲ့မြင်းကုံမှာ၄ဘိတ်နဲ့သူ့ရဲ့ဘေးနှစ်က၄ထိန်နဲ့ကဏ္ဍကိုလိုက်ထွက်ထားခဲ့တယ်ပေါ့နော်အဲ့တော့3ခွန်းနှစ်ရဲ့အောက်တောင်းတပင်ကြောင်ကဒီပဋိရှိဆိုတဲ့ကဏ္ဍကလည်းတနည်းနည်းနည်း3နှစ်4နှစ်မြောက်တနည်းနည်းနည်း3နှစ်4နှစ်5နှစ်မြောက်မှာသူလိုက်ထွက်တယ်ပေါ့နော်ဒါအကွာဝေးအတူတူပဲနော်သူကနေတနည်းနည်းနည်း3နှစ်4နှစ်5နှစ်မြောက်မှာဒီ၄ရှိခွန်းလိုက်ထွက်တာပဲဒီမှာလည်း၈၉တက်လိုက်ထွက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့က ဒီ390ရဲ့ဇောင်းကဒီ6.9ကတနည်းနည်းနဲ့3နဲ့4နဲ့မှလိုက်ထွက်လို့ဒီ39ရဲ့အောက်တပင်ကျောင်းမှာတစ်ပိတ်ကျောင်းသူ့ရဲ့မြင်းကုံကဒီတစ်ပိတ်နဲ့ကဏ္ဍကသူ့ရဲ့ဘေးနဲ့ကတစ်ထိတ်နဲ့ကဏ္ဍပေါ့နော်ကျွန်တော်တို့အဲလောက်6 6တည်းထိုးခဲ့တာပါအဲမှာကုန်းကားတည်းဆိုပြီးတော့ထွက်ထားခြင်းကြောင့်ဒီ39ရဲ့အောက်ဇောင်းတပင်ကျောင်းကဒီ1နဲ့3ဆိုတဲ့ကဏ္ဍတစ်ခုကအဲဒီဘက်နှစ်ကိုပေါ့နော်ဒီ1နဲ့3လေး5နဲ့မြောက်ကို1နဲ့3ထွက်เสียရရှိတယ်လို့အဓိကပြချင်တာပေါ့နော်ဟုတ်ပြီအဲ့ဒီအမှကျွန်တော်တို့ အဲပြီးခဲ့တဲ့နှစ်စာပိုင်းပေါ့နော်ကနဦးပဲကျွန်တော်ပြခဲ့ဘူးတဲ့အဲဒီထဲမှာပဲသူကဘာရှိလဲဆိုတော့ဒီ၄၅၆ကိုနှစ်ပင်ကျော်ကကနန်းသူကနန်းကိုနှစ်ဆိုင်ပြခဲ့ဘူးတဲ့နော်၆၅၄ဒီ၆၅၄ထွက်တာရှိတယ်ဒါကတမျိုးပေါ့နော်အဲ့ဖရိန်ထဲမှာပဲသူက၄၉၄ကို၄၄၉ဆိုပြီးတော့နှစ်ပင်ကျော်ကနန်း ွက်ဆိုပြီးတော့ကျွန်တော်ပြခဲ့ပြီးတယ်ကျွန်တော်ကတော့၄ထိပ်တင်းနဲ့ခေါ်တော့ဗောနောထွက်တော်ဒီမှာ၉ထိပ်နဲ့လာထွက်တာဒီမှာလည်းကျွန်တော်တို့၉ခွန်၈ကိုနှစ်နှစ်ကျော်ကကဏန်းကို9 8 9လို့ဒီမှာဒီဆိုင်နဲ့ပဲပေးသွားတယ်အဲ့ဒါနှစ်စပိုင်းကကျွန်တော်တင်ခဲ့ဘူးရဲ့အဲ့ဒီပွဲမှာတော့ကျွန်တော်မပါဘူးဗောနောဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ကအဲ့နှစ်ထဲမှာတဲ့ဖခင်ကဆွဲရတာမဟုတ်တော့ဗောနောဆွဲရတာမဟုတ်တော့ဒီ၁၆ချိန်မှာ၉ခါတိုင်း၇ခါတိုင်း၁၆ချိန်၃ခါပိတ်နေတဲ့မှာတခုတော့၄ထိပ်ရဲ့တစ်နှစ်ကျော်မှာ၄ထိပ်စီးနဲ့ပရိတ်လေးဆိုတဲ့ကဏ္ဍတစ်ခုက သူ့ရဲ့နောက်တစ်နှစ်ကိုလိုက်ထွက်တယ်ပေါ့နော်ဟုတ်ပြီနော်အဲ့လိုလိုက်ထွက်ပြီးမှကျွန်တော်တို့အဲ့နှစ်ထဲမှာ၄အပိတ်၄အပိတ်တန်းပြီးတော့သူ့ရဲ့မြင်းအဲ့သူ့ရဲ့ဟိုပါပေါ့နော်သူ့ရဲ့ဇောင်းမှာထွက်တဲ့ကဏ္ဍကအဲ့နှစ်ထဲကပြန်ကြပေါ့နော်ကျွန်တော်ရှီပေါင်းချင်းနဲ့ဖမ်းဆော်တာအမှန်ကဒီတပင်းကြောကဏ္ဍထွက်ပြီးမှဒီကဏ္ဍကတလို့ဖြစ်ရမှာပေါ့ဒါပေမဲ့သူကဒီ၄ပိတ်၄ပိတ်ရဲ့ဇောင်းမှာပြန်ကြကြတယ်သူ့အပေါ်မှာဒီဇောင်းတပင်းကြောကဏ္ဍမတက်ထားခဲ့ဘူးပေါ့နော်ဒါလေးလည်းတစ်ချက်ပြန်ပြီးတော့ပြန်ပြပြီးတာပေါ့နော်ဒီမှာဆိုလည်းကျွန်တော်တို့ 16ကြိမ်မှာ6ခါနဲ့9တော့ဘိတ်19ကြိမ်3တော့ဘိတ်ပေါ့နော်အဲ့ဒီထဲမှာတခုတော့3ထိပ်စီရဲ့တစ်နှစ်ကြုံမှာ4ထိပ်စီနဲ့ဗရိတ်3ဆိုတဲ့ကဏ္ဍကသူ့ရဲ့နောက်တစ်နှစ်ကိုလိုက်ထွက်တာပေါ့နော်အဲ့လိုလိုက်ထွက်တဲ့နှစ်ထဲမှာသူက3အဘိတ်3အဘိတ်နှစ်ချက်တန်းပြီးတော့သူ့ရဲ့အမြင်တဲ့တယ်မှာပေါ့နော်သူကရှေးပေါင်း9နဲ့ပြန်ကြပေါ့နော်ဒီမှာလည်းရှေးပေါင်း9နဲ့ကျွန်တော်ကဒီမှာကျတော့တတိယကတ်မှာကျတော့ကျွန်တော်တို့16ကြိမ်6ခါနဲ့9တော့ဘိတ်19ကြိမ်3တော့ဘိတ်ပေါ့နော်အဲ့ဒီထဲမှာတခုတော့နှစ်ထိပ်ကိုသူ့ရဲ့မြင်းကုံမှာသူ့ရဲ့တက်တယ်ပေါ့နော်4 8 9ဆိုတဲ့ကဏ္ဍက သူ့ရဲ့နောက်တစ်နှစ်ကိုလိုက်ထွက်ထားခြင်းကြောင့်ကျွန်တော်တို့နှစ်ပိတ်နှစ်ပိတ်ဒီမှာတူတာပေါ့နော်သူ့ရဲ့စောင်းမှာကျွန်တော်တို့ပြန်ကြဆိုပြီးဖမ်းဆုပ်တာပေါ့အမှန်ဒီနေရာမှာရောက်669ကိုဒီနေရာမှာ669ကိုထွက်ခဲ့ရင်ပို့ပြီးတော့ကျွန်တော်တို့လှတာပေါ့နော်သူကတော့အဲ့လိုတော့မဟုတ်ဒါပေမဲ့ရှီပေါင်းရှင်းနဲ့ကျွန်တော်တို့ပြန်ကြဒီနေရာမှာအောင်ခဲ့တယ်အဲ့တော့သူ့ရဲ့အဆက်တွေနေနဲ့ဘလို့ဆော့လဲဆိုတော့တဲ့ဘလို့ဆော့လဲဆိုတော့ပေါ့နော် အဲ့နှစ်ထဲမှာတဲ့သူကဒါ၄ဘိတ်၄ဘိတ်ပေါ့နော်ကျွန်တော်ကျန်လာရတော့ဒီမှာအဟောင်းထဲမှာဆိုတော့ရှုပ်ရက်ခန့်လေးတော့ကျွန်တော်မပြတော့တာဒါအဟောင်းပေါ့နော်အဟောင်းထဲမှာရှုပ်ရက်ခန့်လေးတော့မပြတော့တာအဲ့မှာကျွန်တော်တို့ကသွားခြင်းနဲ့ message ကဒီဘွဲမှာသူကဒီ၄ဘိတ်၄ဘိတ်တောင်းမှလည်းပြန်ရလေကြာခဲ့ပြီအဲ့နှစ်ထဲမှာသူက6နောက်ဘိတ်ကပိုင်းပြီပေါ့နော်ဒီ၃လုံးကသူ၄လို့ချုပ်တယ်ခွန်တလေးပေါ့နော်ခွန်တလေးပေါ့ ၃လုံးပေါင်းချင်းကကျွန်တော်လေးလို့ချုပ်တယ်သူ့အောင်မှာထွက်တယ်ဒီ980ဆိုတဲ့ကဏ္ဍကတနည်းနှစ်နှစ်ကျော်ကကျွန်တော်တို့ဒီ890ပေါ့နော်9ခါနဲ့ကဏ္ဍဘာလို့လဲဆိုတော့ဒီ၄ဘိတ်၄ဘိတ်ရဲ့အကောင်မှာရှေ့ပေါင်း9နဲ့ပြန်ကြမလို့အဲ890က9ခါနဲ့ကိုသူ့ရဲ့ဘေးမှာခွာ9လို့ခံရမှာအဲဒီ၄ဘိတ်၄ဘိတ်ကသူ့အောင်ကောင်မှာ၄ထိပ်စီးနဲ့ကဏ္ဍတစ်ခွက်ကလည်း ကျွန်တော်တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်မြောက်မှာထွက်ထားပါမှာအဲ့လိုထွက်ထားတဲ့ဇောင်းကဒီ190ဆိုတဲ့ကဏ္ဍကသူ့ဘေးမှာလည်းသူကကိုးခါမလို့ခွာကိုးကခံရမှာအဲ့လိုခံမှဒီ190ကိုသူက6နောက်ပိတ်ကပုံတည်ပေါ့နော်ခွန်တက်6ဆိုပြီးသုံးလုံးပေါင်းချင်း၄ဖြစ်ပြီးမှသူ့ရဲ့အောက်မှာလိုက်အောင်လာဒါကပထမတစ်ခါနော်အဲဒုတိယကံကလည်းကျွန်တော်တို့အဲ့လိုပဲဒီ၃ဘိတ်၃ဘိတ်ရဲ့ဇောင်းမှာရှီပေါင်းကုန်းနဲ့ပြန်ရကြတယ်ပေါ့နော်ကြာပြီးတဲ့နဲ့သူကဒီဇောင်း6နောက်ပိတ်ကပုံတည်ဒီသုံးလုံးက၄ပေါ့နော်၄၄6ဆိုတော့၄ဖြစ်မှာပေါ့၄၄6ဆိုတော့၄ဖြစ်ပြီးတော့သူက သူ့ရဲ့အောက်မှာထွက်တဲ့ဒီ3 9 1ဆိုတဲ့ကဏ္ဍကတနေ့နှစ်နှစ်ကျော်ကသူကရှေးပေါင်းကိုနဲ့ပြန်ကြအောင်လို့တနေ့နှစ်နှစ်ကျော်ကကိုးခါတိုင်းနဲ့ပေါ့နော်သူဘေးမှာလဲခွာကူးခံတယ်ပေါ့ဗျအဲသူ့အောက်မှာတော့၄ထိပ်ပြီးတော့3ထိပ်ပေါ့ဒီ3ပိတ်3ပိတ်ကြီးရောက်သူ3ထိပ်စီးရဲ့ဇောင်းကဒီ3 9 1ကိုသူကဒီမှာ3 9 1လို့လိုက်ထွက်တာပေါ့နော်ထွက်ပြီးတာနဲ့သူ့အောက်မှာဆော့မယ်ဟာပေါ့နော်ဒါဆိုကျွန်တော်တတိယကတ်မှာလဲကျွန်တော်တို့ကမိကြတဲ့ပွဲကကျွန်တော်မြင်ပြီးတော့ကျွန်တော်လည်းမထိုးမိဘူးလိုင်းပေါ်လည်းကျွန်တော်မတင်မိတာပေါ့နော်9 3 6ဆိုပြီး3 3ပေါင်းချင်း6ပိတ်နဲ့4ဖြစ်တယ် အဲ့အတွက်သူ့အောင်မှာထွက်မဲ့ခဏကတနေ့နှစ်နှစ်ကျော်ကလာမဲ့ကောအဲ့ဒီကမှဘာလို့သွားမြင်လဲဆိုတော့အဲ့ဒီနှစ်ပိတ်နှစ်ပိတ်ကြောင်ပေါ့နော်သူ့ဆောင်မှာနှစ်ထိပ်စီးနဲ့ဒီဘက်ကိုထွက်ထားတဲ့ခဏဆိုနှစ်၅ချက်ရှိမယ်နှစ်၃၅ရှိမယ်ပေါ့နော်ဒီမှာကျွန်တော်တို့နှစ်ခွန်းနှစ်ရှိမယ်အဲနှစ်၆တဲ့ဆိုတာဒါထွက်ထားတာမဟုတ်တဲ့အတွက်ဖယ်လို့ရတယ်ပေါ့နော်အဲ့မှာနှစ်၅ရှိတဲ့ဆောင်ကကိုက်ညီတာဒီခွန်ရှိကိုတကွာပညီရဘာလို့လဲဆိုတော့သူကဒီမှာရှေးပေါင်းရှင်းနဲ့ပြန်ပြကြထားလို့မလို့အဲ့မှာတနေ့နှစ်နှစ်ကျော်ကရှစ်ခါတိုင်းနဲ့ခွတ်ရှင်းတဲ့ခဏဆိုပြီးတော့ကျွန်တော်အဲ့ကိုခွန်ရှိကို ကနဘူးပိုင်းမှာကျွန်တော်ကြည်ပြီးတော့နောက်ပိုင်း line mode တင်မဲ့အထိစိတ်ကူးပြင်မဲ့မတင်ပြစ်လိုက်ဘူးပေါ့နော်ပြီးခဲ့တဲ့ကွယ်ကျွန်တော်ကလေးလေးကျမ်းမာရေးနေနေအဲအပူရေးမများတော့ခဏခဏဖျားနေတော့ကျွန်တော်မတင်ပြစ်လိုက်တာပေါ့နော်အဲမှာခွာရှင်းနေအဲ့တော့သူ့ရဲ့အောက်မှာကျွန်တော်တို့ကထွက်မဲ့ကနန်းကိုသူ့အဆက်နေနဲ့ဆက်ပြီးခဲ့ရင်ဒီမှာဆိုလဲ3ကိုတင်နည်းကျော်ကဒီကိုခါနဲ့ခွာကိုရဲ့ဒီ3ထိပ်ကြီးရဲ့ဆောင်းကဒီ3ခွန်းနဲ့ကလည်းတနည်းနည်း3နည်း4နည်း5နည်းမြောက်မှာဒါ3ခွန်းနဲ့လိုက်ထွက်တာနော်3ထိပ်ကြီးနဲ့ထွက်တာသူကတော့3ထိပ်ကြီးနဲ့ပေါ့နော် 3နှစ်ခုကိုတူဆောင်မှာအဲ့လိုထွက်ပြီးမှဒီ3 9 1ကိုဒီ4 6ရဲ့အောက်မှာ3 9 1လို့ထွက်တာအဲ့လိုထွက်ပြီးမှသူ့ရဲ့အောက်မှာထွက်တယ်ကနား3 3 5ဒီမှာဆိုလဲ8 90ကိုတနေ့နေ့ကြော်ကဒီခိုးခါတိုင်းနဲ့8 90ကို၄ထိပ်စီရဲ့ဆောင်းမှာပေါ့နော်ဒီခွာ9ရဲ့ဘေးကခိုးခါနဲ့ကနားကိုဒီမှာ90လို့ထွက်ပြီးမှသူ့ရဲ့အောက်မှာထွက်တယ်ကနားအဲ့ဒါပြီးတော့ကျွန်တော်တို့ကအဲ့မှာဘလို့ထွက်လဲဆိုတော့ကျွန်တော်အယူဆပါဘောနော်ကျွန်တော်ရှေးပေါင်းအဲ၅တန်တွေကိုကျွန်တော်၅တန်တွေပြောခဲ့ပြီးရ၅ဒီ ဟိုနှလုံးပေါင်း90 6ချိန်လောက်ကြီးကြနိုင်တယ်ပေါ့နော်အဲ့ဒီမှာမှငါ့ကိုအဘူခွန်နဲ့ငါကြမယ်ဆိုပြီးပြောထားတာဒီဘွဲမှာကတော့အဘူခွန်နဲ့ငါဖြစ်နိုင်ချေများတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ဇောင်းပေါင်းချင်းက9ပေါ့နော်6ရဲ့8ရဲ့10ရဲ့ဇောင်းပေါင်းချင်းကအဲ့မှာအဘူနဲ့9တန်ပါရမယ်ဆိုတော့ကျွန်တော်တင်လေးတင်ပေါ့ဗျာအဲဒီမှာဆိုလဲကျွန်တော်တို့ကဒီမှာ၄၄6နဲ့အသုံးလုံးပေါင်းချင်းကျွန်တော်တို့၄ဖြစ်ပြီးသူ့အောက်ကကဏ္ဍဒီနှစ်နှစ်ကျော်ကကဏ္ဍကိုရွှေ့တယ်ပေါ့နော်ရွှေ့ပြီးတာနဲ့သူ့အောက်မှာထွက်တဲ့ဒီ၃ည၃ည၅ဆိုတဲ့ကဏ္ဍမှာကျွန်တော်ကတော့ဇောင်းပေါင်းချင်းကနဲ့ နောင်ငါပေါ့နော်နောင်ငါကိုကျွန်တော်အခုခေါင်းနဲ့ငါရမယ်အဲအဲ့လိုမျိုးလေးယူစားတာပေါ့နော်ဒါဆိုကျွန်တော်တို့ကဒီမှာတတိယကဏ္ဍနေဒါခွင့်ကိုချစ်ကုံကိုနှစ်နှစ်ကျော်ကဏ္ဍတော့ထွက်သွားပြီအဲ့တော့သူ့အောင်မှာထွက်မဲ့ကဏ္ဍမှာကျွန်တော်တို့ကအဲဒီဇောင်းပေါင်းခြင်း၅ဖြစ်မယ်ဆိုရင်နှစ်ထိပ်ပေါ့နော်နှစ်ထိပ်နှစ်လာရင်ကျွန်တော်လည်းအခုကြိုက်တယ်ဆိုနှစ်ဘူးပေါ့ဗျအဲ့မှာ၅တန်ပါအောင်ဆိုတော့နှစ်နှစ်သုံးတကွပေါ့နော်တရင်ကျွတ်မီတရင်ကျွတ်ကတော့မမီတော့ဘူးလေတရင်ကျွတ်အခါမီကျွန်တော်တင်ပေးတာပေါ့နော်နှစ်နှစ်သုံးအဲ့ နောက်ပြီးတော့ကျွန်တော်တို့ဒီဇောင်းတစ်ပင်ကျော်ထွက်တဲ့ line ပေါ့နော်ဇောင်းနှစ်ပင်ကျော်မှာဒီ656ကို656ထွက်ပြီးတော့သူ့ရဲ့တနည်းနည်းကျော်မှာထွက်ထားတဲ့ဒီ690ကလည်းကျွန်တော်ဒီ3456 9နှစ်မြောက်မှာ line ထွက်တယ်ပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့အလေးကိုလေးပေါ့နော်နနစ်ကျော်ထွက်ထွက်တာနဲ့ဒီတပင်းတပင်းကျော်ကဒီတေးသေးခွန်ဆိုတဲ့ကဏ္ဍကလည်းဒီ1 2 3 4 5 6 9ခုနှစ်မြောက်ကိုလိုက်ထွက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာခွန်ရှိကိုကိုနနစ်ကျော်မှာထွက်သွားပြီဆိုတော့သူကနေပြီးတော့ ။တပင်းတပင်းကျော်ကဒီနှစ်နှစ်သုံးကလည်းဒီဘက်နှစ်ကိုထွက်နိုင်တယ်ပေါ့နော်။အဲ့လိုမျိုးလေးယူဆတယ်။အဲပြီးကြတဲ့ဝယ်ကကျွန်တော်ကျွန်တော်လည်းမထိုးမိဘူး။ public ပေါ်လည်းကျွန်တော်ချမပြမိဘူး။ကိုကိုခွန်ရှိပေါ့နော်။ကိုထက်ကတော့ဒီနေရာမှာအကြိုက်သုံးလား။အဲ့မှာတစ်ချိန်ဆော့တယ်ကလန်နာမှာတစ်ချိန်နောက်ကျတယ်ဆိုပြီးတော့ကိုငါတက်တော့ထည့်လိုက်သေးတယ်။ကျန်တဲ့တိုင်းကနှစ်ဆပိုင်းမှာကျွန်တော်ပြောခဲ့ဘူးတယ်ပေါ့နော်။ဒီမှာကျွန်တော်တို့နှစ်ပိတ်မှာနောက်ပေါင်းလေးပေါ့ဗျာဒီမှာတစ်ထိတ်လို့ရပြီအဲ့ဒီထဲမှာသူက ကနောက်ပေါင်းလေးနှစ်ဆမှာရိုက်ပေါ့နော်ရှီပေါင်းလေးလို့ကြာရင်ပရိတ်လေးကြာအဲ့သူ့ရဲ့မြင်းကုန်မှာလေးပရိတ်ပြန်ထွက်ပေါ့နော်အဲ့ဒီထဲမှာသူကလေးခါလို့ထွက်ရင်သူ့အောင်မှာပရိတ်တည်ပေါ့ဗျာသူ့ဆောင်မှာတော့၉ပါပရိတ်ငါအောင်ခဲ့တာပေါ့နော်အဲ့ဒီထဲမှာလည်းသူကဆောင်းနှစ်ပင်ကျော်ကနန်းထွက်တယ်ဆိုပြီးတော့ကျွန်တော်နှစ်ဆပိုင်းမှာပြောခဲ့ပူတယ်ဒီ၃ကိုလေးက၉၃လေးလို့လိုက်ထွက်တာပေါ့နော်အဲ့ဒီခွန်ပရိတ်ရဲ့အောက်ကကနန်းကိုတိတ်မမေ့နဲ့နော်ဒီခွန်တင်ငါကိုသူ့အောင်ကျွန်တော်တို့ဒီ ဆောင်းတပင်ကျော်ထွက်ပြီးရင် သူ့အောင်မှာလိုက်ထွက်တယ်နော်တပင်ကျော်မှာဟုတ်ပြီနော်တပင်ကျော်မှာလိုက်ထွက်တယ်ဒီမှာဆိုတော့ကျွန်တော်တို့ကနှစ်ပိတ်မှာနောက်ပေါင်းလေးပေါ့နော်သူပေးမှာတစ်ထိပ်ပေါ့ဗျာအဲ့ညစ်တဲ့နှစ်ဆမှာလည်းသူကနောက်ပေါင်းလေးပဲအဲ့ညစ်တဲ့ရှေးပေါင်းလေးကြာရင်ပရိလေးကြာပေါ့နော်ပရိလေးရဲ့မြင်းကုန်မှာထွက်ကြတာလည်းလေးပရိပေါ့ဗျာအဲ့ညစ်တဲ့မှာလေးခါလို့ကြာရင်သူ့အောင်မှာပရိတက်ပေါ့နော်သူ့ဆောင်မှာ၅ပါပရိလေးအောင်နဲ့သူ့အောက်ကထွက်တဲ့ကဏ္ဍပေါ့နော်အဲ့ညစ်တဲ့မှာပဲသူကသူ့ရဲ့နောက်နောက်တစ်နှစ်မှာပေါ့နော်ဒီမှာ၃နှစ်ခွန်ကိုသူက၂နှစ်ကျော်က၃နှစ်ခွန်ကို၃နှစ်ခွန်လို့ထွက်ထားတယ် ဲ့လိုထွက်ပြီးသူ့အောက်တော့ပွဲကြော်မှဒီ၄ခါတိုင်းတစ်ပရိအောက်ကဒီ6ရှစ်လေးကို6ရှစ်လေးလို့လိုက်ထွက်တယ်ပေါ့နော်ဒီမှာဆိုလဲကျွန်တော်တတိယကတ်ကဒီမှာနောက်ပေါင်းလေးတစ်ထိပ်ပေါ့ဗျာအနှစ်ဦးမှာလဲနောက်ပေါင်းလေးပေါ့ခြေပေါင်းလေးကြာရင်သူကအောက်မှာပရိလေးထွက်တာသူ့ရဲ့မြင်းကုံမှာလဲ၄ပရိထွက်တာအဲ့၄ပရိကြောင့်အဲ့ဒီထဲမှာ၄ခါလို့စကြရင်သူ့အောက်မှာတစ်ပရိအောင်လာသူ့အောက်မှာလဲ၅ပါနဲ့ပရိငါကျွန်တော်တို့ပြန်ကြအောင်လဲလေအဲ့တော့သူ့အောက်မှာထွက်ထားတဲ့ဒီ6 3 6ဆိုတဲ့ကဏ္ဍကဒီမှာဇောင်းနှပင်ကြောကဏ္ဍဒီမှာထွက်တော်ပြီပေါ့နော်အဲ့တော့ဒီနေရာမှာ6 3 6တတိထားပေါ့နော်20လေးမှာ အဲ့လိုလေးပေါ့ဒီလောက်ပါပဲเนาะမိရလည်းပြတ်သွားပြီဆိုတော့